မိုင်းမိုးဆရာတော်ဖျားကြီးကတော့မြန်မာနိုင်ငံမှာထက်လာမင်းကလေးကြီးတွေပြင်တဘဝ BNDA များစွာကို ကြိုတင်မြင်နေတာဖြစ်တဲ့အတွက်တနိုင်ငံလုံးနေရာအနှံ့ကြွားချီပြီးတော့တနိုင်ငံလုံးတဘဝ BNDA တွေနဲ့ကျင်းဝေဖို့အတွက်မြေတောက်ဖို့အမျှဝေမှုတွေလှုံ့ဆော်နေပြီလေဖြစ်ပါရီမိုင်းမိုးဆရာတော်ဖျားကြီးတို့ရဲ့ဖွယ်ဟာတနိုင်ငံလုံးမြေတောက်ပူမဲ့ခီးစဉ်ကိုအေဘီလာ၁၉ရင်းကစတင်ခဲ့တာလေးဖြစ်ပါရီဆရာတော်ဖျားကြီးတို့ဟာ မိုင်းဖုံမျိုးကထွက်လာခဲ့ပြီးကားစီ40ခန်းပါဝင်ပါရီကားစီ40ခန်းပါဝင်တဲ့ယင်တန်းဟာတာချီလိတ်မိုင်းဆက်သွားဂါလန်တိုင်းထွက်ခွာခဲ့ပြီးမိုင်းပါမျိုးတောင်ချီမျိုးမန္တလေးမျိုးတို့မှာအညာဤနာခဲ့ပါရီမန္တလေးမျိုးမှာသိန်းတထောင်လူဒန်းခဲ့ချောင်းလေးတီးရပါရီသိန်းတထောင်လူဒန်းခဲ့ပြီးမန္တလေးမျိုးကပြည်သူတွေကိုသဘောဝဘီအန်ဒီများစွာကလင်ဒီရောဂျီမာရီကလင်ဒီထပ်အလုံးအုံမှာဖြစ်တဲ့အတွက်ကျူတင်ကျူဆိုင်ကြဖို့သူအနေနဲ့ဒီလိုမျိုးထပ်မလုပ်အောင် တဘာဝဘီအန်ဒီအများစွာထမ်းမှန်ပြီးတော့ပြည်သူတွေမကြုံရအောင်တရားနာပေးခဲ့ပြီးတော့ပြည်သူတွေကိုလောဘဒေါသချိန်တိမ်ကြပြီးတော့မြတ်တာပူရှိကြဖို့အချင်းချင်းတယောက်နဲ့တယောက်ချစ်ကြဖို့ကိုမိုင်ဘုံဆရာတော်ဘုရားကြီးကမှာကြားသွားခဲ့တာပဲဖြစ်ပါရယ်မိုင်ဘုံဆရာတော်ဘုရားကြီးဟာလက်ရှိနေရာများမှာအလူတန်းတွေမြတ်တာပူမှုတွေပြုလုပ်ပြီးတဲ့နောက်မှာတော့နေပြည်တော်မှာညအိနာပြီးတော့ရန်ကုန်မြို့ကိုသွားရောက်မှာပါရန်ကုန်မြို့မှာ၃ရက်ခန့်တရင်၃နေထိုင်ပြီးတဲ့နောက် တောင်ကြီးမြို့ကိုပြန်လဲထွက်ခွာသွားမှာပြီဖြစ်ပါရီမိုင်ဖူဆီယာရောဖျားကြီးဟာဒီဒူဆီယာရောဖျားကြီးတို့ကိုလည်းစကိုင်းကလင်တွားသိမ်ပေါင်းများစွာလူတန်းခဲ့တာလေးဖြစ်ပါရီစကိုင်းတောင်ယုံကလင်တန်းကြောင့်ပြုပြတ်တော်ဖျားစီဒီများပြုပြင်မွန်မယံတွားကလင်တန်းသေးယဟန်တာမနီသူတော်ဒီလာရှင်တို့တွားငွေကြသိန်း330ရိတ်ခါထုံ900စိုင်း250စီသုံးမိတာပုံ250နဲ့ပနတ်အရန်300တို့ကိုလူတန်းခဲ့ကြောင်းတီးရပါရီတကယ်ကိုမုံမြတ်တဲ့စိတ်ထားပါ ဘိုင်ဘုံဆရာတော်ဘုရားကြီးဟောလို့ရှိရင်လုံးဝလွဲတာမရှိပါဘူး။ဒါကြောင့်မလို့ထိုင်းနိုင်ငံရဲ့ဘရင်တော်ဘိုင်ဘုံဆရာတော်ဘုရားကြီးကိုကိုးကွယ်နေခဲ့ရတာပဲဖြစ်ပါရဲ့ဗျာ။ဘိုင်ဘုံဆရာတော်ဘုရားကြီးဟာလုံးကလေးနှစ်ကလေးဒါထိုင်းမှာကလေးတွေကူပိတ်မိတော့ကပေါ့ဗျာ။ဆရာတော်ဘုရားကြီးကပြန်တွေ့လိမ့်မယ်လို့ချက်ချင်းဟောလိုက်တာနဲ့ပြန်တွေ့ပါရဲ့။စရော်ဒီကမာလေးတဘောဝဘီအန်ဒီအများစွာကလင်ကြီးပေါင်းဝင်း ုံတိုင်းရေပါသဘောအဘီအန်ဒီအများစွာပါမြောင်းနေကမှာထက်လာမှာဖြစ်တဲ့အတွက်ဆရာတော်ဖျားကြီးကသူ့အနေနဲ့သားတင်းတလောက်သားမှဖြစ်ပြီးတော့ဒီသူတွေအနေနဲ့လည်းဒီနှစ်ပိုင်းမှာကျိုးတင်ပြင်ဆင်ချဖို့အတွက်ကိုဆရာတော်ဖျားကြီးကဟောပြောသွားခဲ့တာပဲဖြစ်ပါရဲ့ဗျာ